အလုတ်ကင်ရှာပါပြီးစာဝတ်နေချက်တီးရာတွေကြောင့်တန်တွေးကစပီးဆောင်တရှုဟာရခိုင်မြောက်ပိုင်းကိုပြောင်းရွှေ့နေကြတယ်လို့ဒေသခံတွေကပြောပါတယ်။အဲဒီလိုပြောင်းရွှေ့သွားတဲ့ဒေသခံတရှုဟာစစ်မဖြစ်ခင်ကတန်တွေးမျိုးကိုရေလုံငန်းအတွက်ပြောင်းရွှေ့အရှိရှာခဲ့ကြတယ်ရခိုင်မြောက်ပိုင်းကဒေသခံတွေအများစုပြစ်တယ်လို့သိရပါတယ်။ရှီလုံငန်းအောင်မြင်တဲ့တန်တွေးမျိုးမှာလက်ရှိအချိန်ထိစစ်ကောင်စီနေပြည်တော်ပင်လေးပြင်းမှာရှိနေတာကြောင့် ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းကိုဒီဇိုင်းမမမလုတ်ကင်နိုင်တဲ့အတွက်အခုလိုပြောင်းရွှေ့နေကြတာလို့ဒေသခံအမျိုးသားတယောက်ကဆိုပါတယ်။အဲ့ဒီလိုအခက်အခဲတွေကြောင့်တန်တွင်းမြို့နယ်ကစစ်ပီးရှောင်ရီဟာရခိုင်မြောက်ပိုင်းဒေသဖြစ်တဲ့ပုံနာကျွန်းမြို့နယ်၊ကျောက်တော်မြို့နယ်နဲ့ရတိတော်မြို့နယ်စားတဲ့နေရာတွေကိုပြောင်းရွှေ့သွားကြတာလို့သိရပါတယ်။တန်တွင်းစစ်ပီးရှောင်အရေးကူညီပေးနေတဲ့ဒေသခံအရက်ဖက်အဖွဲ့အစည်းတွေမှလည်းအလူရှင်နေပါပြီးအထောက်ပံ့မရနိုင်တာကြောင့် စစ်ပီးရှောက်တွေဟာဆယ်ရိတ်ခါပြက်လက်တာတွေမကြာခဏကြုံနေရတယ်လို့ဆိုပါတယ်။ဒီလိုအခက်အခဲတွေကြောင့်တန်တွေးမြို့နယ်ကစစ်ပီးရှောက်တွေဟာစာဝတ်နေချက်တီးမှုတန်ကိုမခံနိုင်တဲ့အတွက်နီးစက်ရာဆွေမျိုးတွေရှိတဲ့ရခိုင်ပြည်မြောက်ပိုင်းကမြို့နယ်တွေကိုပြောင်းရွှေ့တာတွေရှိနေပြီးလူဦးရေရာကနန်းလောက်ရှိတယ်လို့ဒေသခံတွေကပြောပါရီး